းတွေရဲ့စိတ်ကံစားမှုကိုစနစ်တကျရှာဖွေကြည့်ခြင်း G-spot ဆိုတာမျိုးသားတွေနဲ့အတူအမျိုးသမီးတွေရဲ့လိင်စိတ်ခံစားမှုဖြစ်စေတဲ့နေရာကိုခေါ်တာဖြစ်ပါတယ်။အမျိုးသမီးတစ်ယောက်နဲ့တစ်ယောက်ကတော့တူကြဘူးပေါ့နော်။အထူးသဖြင့်မစိအနာတဝိုက်မှာရှိတာညားကြပါတယ်။ဒီဗီဒီယိုထဲမှာတော့ကျွန်မအနေနဲ့ G-spot နဲ့ပတ်သက်တဲ့စီးပညာဘဟုတုတတချို့ကိုပြောပြပေးမှာပဲဖြစ်ပါတယ်။ ဒီတော့ဒီကြောင်းကိုကြည့်လိုက်ကြရအောင်နော် let's go ခုလောကျမရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနေစင်ပြရဖို့ညီမရဲ့ channel လေးကို subscribe လုပ်ပေးပါဦးနော်ဒီ channel ရဲ့အကြောင်းအရာတွေရှိရင်လည်းဒီ video ရဲ့ comment မှာမေးလို့ရပါတယ်ဒီဒီ page အနေနဲ့ကတော့ဒီအကြောင်းအရာကကျမရဲ့ဘဟုတုတာနဲ့လူမှုအသိပညာပေးရည်ရချက်ဖြစ်ပြီးတော့ မိတိတင်ကန်းစာအာတုံပစ္စည်းဆေးဝါညင်ကြချက်မဟုတ်ပါဘူးမိသားစုနဲ့လူမှုအတိုင်းဝိုင်းမှာကျမ်းမာရေးဗဟုသုတတိုးတက်စေလိုသူများအတွက်ရည်ရွယ်ပြီးဖန်တီးထားရှင်ဖြစ်ပါတယ်အားလုံးတခြားတဲ့အတိုင်းလိမ့်စိတ်ပြီးမြောက်ခြင်းဆိုတာအမျိုးသားတွေအတက်ပဲမဟုတ်ပါဘူးကျမတို့အမျိုးသမီးအတက်လည်းလိုအပ်ပါတယ်ဒါကစိတ်ကျင်လို့မရတဲ့တဘာဝကဖန်တီးထားတဲ့အရာပါ အမျိုးသမီးအများစုကယဉ်ကျေးမှုနဲ့ရိုးရအရာဒီကိစ္စတွေမှာမပွင့်လင်းကြပါမယ်။ဒါကတကယ်အရေးကြီးတဲ့လိုအပ်ချက်တစ်ခုပါ။ဒီလိုအပ်ချက်ကိုသိရှိနားလည်ပြီးပူးပေါင်းဆောင်ရွက်ပေးဖို့လည်းလိုအပ်ပါတယ်နော်။လိမ့်စိတ်ပြီးမြောက်တဲ့အခါမှာစိတ်ဖိစီးမှုတွေကိုရော့ချစေနိုင်တယ်လို့စိတ်ကျဉ်းနှံမှုတွေအချင်းချင်းချစ်ခင်မှုတွေပါပုံပြီးတော့ဒေါ်လာနိုင်ပါလေ။ဒါကြောင့်ဒီလိုပြီးမြောက်မှုကိုအမျိုးသားရော အမျိုးသမီးပါ မျက်မျက်သက်သက်ရရှိတင်ပါတယ်။အများအားဖြင့်ဆိုရင်အမျိုးသားတွေကပဲပြင်းပြောင်းတွေတက်ကြပြီးအမျိုးသမီးတွေအတက်ကတော့ဒီလိုပြင်းပြောင်းဖို့ကအတော်လေးခက်ခဲပါတယ်။ကဘာလုံးဆိုင်ရာစစ်တမ်းတွေအရအတူနေတဲ့အခါအမျိုးသားတွေကတရားရခိုင်တော့ပြီးမြောက်တက်ကြပြီမယ်အမျိုးသမီးတွေကတော့ပြီးမြောက်ခြင်းကအင်မတန်ကိုနေပါပါတယ်အများစုကလက်ရှိအခြေအနေကိုပဲလက်ခံလိုက်ရတာပါဒီခြေလေးတွေက အမျိုးသမီးတွေအတွက်စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာအရာကောင်းမွန်တဲ့အခြေအနေမဟုတ်ပါဘူး။အမျိုးသမီးတွေအတွက်လည်းအမျိုးသားတွေလိုပြည့်စုံတဲ့စိတ်ခံစားမှုရရှိသင့်ပါတယ်။လေလာမှုတစ်ခုအရာအတူနေတဲ့အခါမှာဆက်ရှိရခိုင်နှုန်းသောအမျိုးသမီးတွေကပဲပြည့်စုံတဲ့ခံစားမှုကိုရရှိတယ်လို့သိရပါတယ်။ဒါကပုံမှန်အတူနေတဲ့ပုံစံပါ။ဒါကြောင့်အမျိုးသားတွေအနေနဲ့ပုံမှန်မဟုတ်တဲ့ နှိုးဆွမှုတွေဆွဲဆောင်မှုတွေလိုအပ်တာပါဒါမှသာအမျိုးသမီးတွေအသက်လည်းပြည့်စုံတဲ့ခံစားမှုမျိုးကိုရရှိစေမှာပါဒီလိုလုပ်ဖို့ဆိုရင်အရင်ဆုံးတိထားရမှာကအမျိုးသမီးတွေရဲ့ G spot ပါနော်ဒီနေရာကအမျိုးသမီးအများစုတဲ့စိတ်ခံစားမှုအမြင့်ဆုံးနေရာလို့ပြောလို့ရပါတယ်ဒီနေရာကိုပြီးထားပြီးဒီချက်တွေကိုလုံဆောင်တဖို့လိုအပ်ပါတယ်နော်။ G spot ဆိုတာဘာလဲ။ဘယ်လိုရှာရမလဲ။ဒါတွေကိုတည်ရဖို့ EVU လေးကိုစက်ကြည့်ဖို့လိုအပ်တယ်နော် G-spot ဆိုတဲ့အမည်ကိုဂျာမီဆီယာကို S Griffin Beck က1959ခုနှစ်မှာပထမဆုံးတည်တည်တနပြီးတော့ဒီထုတ်ပြန်ခဲ့ပြီးနောက်မှာလူသိများလာခဲ့ရတာပါဒီမှာကအမျိုးသမီးရဲ့အတန်းပိုင်းအရှိတ်အတင်းနေရန်တနေရာမှာအထူးအယုံခံနေစွမ်းရှိတယ်လို့ဖော်ပြခဲ့ပါတယ်နောက်ပိုင်း1980ခုနှစ်မှာတော့ ဘဝလီဝတ္တောစတဲ့ဥပေသနပညာရှင်များကလည်းထပ်မံလည်လာပြီး Dolphin Bat Sport G Sport ဟုအမည်ပေးခဲ့ကြပါတယ်။ဒါပေမဲ့ဒီနေရာနဲ့ပတ်သက်ပြီးသိပ္ပံပညာရှင်များအကြမ်းမှာအခုထိအတိအကျသဘောတူညီချက်မရှိသေးပါဘူး။2023ခုနှစ်မှာထုတ်ပြန်တဲ့ Off Force Academy ရဲ့စနစ်တကျသုံးသက်ချက်တစ်ခုရ G-Sport ဆိုတာပြကြတဲ့အစိပ်ပိုင်းတစ်ခုမဟုတ်ပေမဲ့အမျိုးသမီးအသင်းပိုင်း အာယုံခံစားစနစ်များပေါင်းစပ်မှုကြောင့်အထူးခံစားမှုဖြစ်ပေါ်နိုင်တယ်လို့ဖော်ပြထားပါတယ်။အထူးသောစစ်တမ်းများမှာဆိုရင်အမျိုးသမီးအများစုကအသင်းပိုင်းအရှိနေရန်ကိုထိမိတဲ့အခါအထူးခံစားမှုရှိကြောင်းတုံ့ပြန်ခဲ့ပေမဲ့ပြစ်ကြတဲ့တီမရာတစ်ခုမဟုတ်ဘဲနဲ့တဦးနဲ့တဦးခံစားမှုခွာခြားနိုင်တယ်လို့သူတေသနာများကတွေ့ရှိထားပါတယ်။ဒါကြောင့် G-spot ကိုတည်ကြတဲ့အစိတ်အပိုင်းအဖြစ်အထက် အမျိုးသမီးအတင်းပိုင်းအာယုံခံစနစ်များပေါင်းစပ်မှုကြောင့်ဖြစ်ပေါ်တဲ့အသေးကြောင့်အဖြစ်နားလည်တဲ့လို့ယနေ့ခေတ်သူပြည်သနာများကအကြံပြုထားပါတယ်အထူးသဖြင့်မအင်ကအစေတပိုင်းမှာပဲရှိနေတယ်ဆိုတာကိုပဲသိခဲ့ကြတာဖြစ်ပါတယ်အမျိုးသမီးကိုနိုးဆွလို့ရှိရင်ကြီးလာတယ်လို့မအင်ကအစေကိုလည်းနိုးဆွတဲ့အခါမှာအရွယ်အစားကြီးလာတတ်တာမို့အဲ့ဒီတပိုင်းမှာပဲ G spot ရှိတယ်လို့ယုံကြည်ကြပါတယ် မင်းတို့ကိုအတန်းသားရဲ့ထိတ်မှဆမ်းမိတဲ့ basic အရွယ်လေးဟာမာအင်္ဂါရဲ့ထိတ်ကလေးပဲဖြစ်ပါတယ်။မာအင်္ဂါအဆင့်ကနေအောက်ဘက်ကိုဆင်းသွားမယ်ဆိုလို့ရှိရင်နမောကွဲသွားပြီးတော့လက်လေးမလောက်အထိရှိပါလေ။ဂျစ်ပေါကအမျိုးသမီးတယောက်နဲ့တယောက်ပြီးနေရမတူတဲ့အတွက်ကြောင့်မလို့တစ်ခါတလေမှရှာခက်တာမျိုးရှိနေပါလေ။အများအားဖြင့်အဲ့ဒီနေရာကိုလုံးဆော့နေလို့ရှိရင်အမျိုးသမီးတွေအတွက်ပြေဆုံးတဲ့ခံစားမှုကိုဖြစ်စေနိုင်ပါလေ။ ဒါပေမဲ့ဒီခံစားမှုကလည်းအမျိုးသမီးတယောက်နဲ့တယောက်မတူနိုင်ပါဘူးเนาะနောက်ပြီးသူ့တေတနာတွေမှာပြောပြထားသလိုဒီနေရာတစ်ခုတည်းကပြည်စုံတဲ့ခံစားမှုကို ဖြစ်စေတာမဟုတ်ဘဲနဲ့အထံမိုးဆွမှုနဲ့အနေထားတွေတည်းလိုအပ်ပါသေးတယ်။ဒါကြောင့်အချိန်လေးပေါ်ကိုကြည့်ပြီးပဲလိုအပ်သလိုလှုပ်ဆောင်ပေးသင့်ပါတယ်။ဘလူဘဲလောက်ဆောင်မစေနှစ်ဦးနှစ်ဖက်ပြည်စုံတဲ့ခံစားမှုကိုရရှိစေဖို့လိုအပ်ပါတယ်နော်ဒီကြောင်းရံကိုနားထောင်ပြီး ကျမ်းမာရေးပဟုတုတတွေရသွားကြမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်လည်းခုလိုကျမ်းမာရေးဆိုင်ရာပဟုတုတတွေကိုမျှဝေပေးပါဦးမယ်နော်။ပရိသတ်တို့အနေနဲ့ကစ်ချင်တဲ့အကြောင်းအရာတွေရှိခဲ့ရင်ကွန်မန့်မှာမေးလို့ရပါတယ်။အားလုံးပဲကျမ်းမာပျော်ရှင်ကြပါစေနော်။